ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကလောကနေဝယ်လာတဲ့ခေါပုတ်လေးတွေကို coffee လေးနဲ့မနက်စာလေးပြင်ဆင်ပါမယ်ရှင်ကလောင်းနေဝယ်လာတဲ့ပစ္စည်းတွေကအမြန်ကအများကြီးပဲပေါ့နော်။ချင်းစော်ကားသေးတွေဝယ်လာတယ်ပြီးရင်လက်ဖက်နှံခဲ့ကြော်တွေစီတိုဘူးတွေကျက်သွန်ပြူတွေလည်းဝယ်ချလာပါပေါ့နော်။ဒါကတော့အမြန်ကြိုက်တဲ့ coffee ။ဒါကတော့တာမော်ခင်းခြင်းတွေလို့ခေါ်ကြတယ်ပေါ့နော်။ ဒီချက်တို့မျိုးတွေရကြတော့မြန်မာပြည်ကချန်လေးမှာအလှချက်ချင်လို့ပေါ့နော်။ဒါတတွဲကို၈၀၀ငါးပေးပြီးဝယ်လာတာပေါ့နော်။ဖတ်တူရအများကြီးဝယ်လာမင်းညရရအောင်စဉ်။မားရေပေါ့နော်။ဘယ်ဘလောက်ဘလောက်ကိုထုတ်ပြီးတင်ပေးလိုက်တဲ့အခါတော့အများကြီးတက်ပြီးတက်ချင်။ချန်နေအောင်ဒီခေါပောက်ကကြတော့လေမြိုင်ကလောစီဆိုင်းပုတ်ကြီးရဲ့အပေါင်ဝမှာရှိတဲ့အမကြီးလေးနှစ်ယောက်စီကဝယ်လာတာပေါ့နော်။သူကတော့အကြာကြီးတော့အထားမခံဘူး။နင်တို့ရောက်ပြရတဲ့နောက်ရောက်ကိုကြော်စားရတာပေါ့။ဘယ်လိုလဲလေစုံအိမ်နဲ့ပိတ်ထားတဲ့ထုံမျိုးလေးဆိုရင်တော့တော်တော်လေးချက်ရှိခံနေ။ ဟုတ်ကတော့မီးကင်လည်းရရပေါ့နော်ဒါမှမဟုတ်ဘီသွေးငွေးနေမှာကြာလာဆိုတော့လေနိုင်စီလေးနေပဲကြော်လိုက်တယ်မြန်တို့ငငယ်ရစားပြီဆိုလို့ရှင်အဝိုင်းလေးတွေအခုလေးလောက်ထားပြီးသားအောင်မြန်တို့တွေအဲ့လိုကြော်စားတယ်မီးဖုတ်စားတယ်အဲ့တော့တော့တကြားနဲ့ပေါ့နော်ဒါပေမဲ့ကလောသွားတဲ့အခါမှာမြန်တို့တဲခဲ့တဲ့ဟိုတယ်ကနေပြီးတော့မနက်စာကိုဒီခေါ်ဘုတ်ကိုထင်းရည်လေးနဲ့ကျူလိုက်တဲ့အခါမှာမြန်ဘရောင်းဆုံးစားဘူးလားပေါ့နော်ထင်းရည်နဲ့ကလေတော်တော်လေးစားလို့ကောင်းတယ်အချို့ဆိုလို့ရှင်လေဒါမြန်တို့ထင်းရည်ဆိုတာမြန်တို့လည်းကြိုက်တာဆိုတော့လေ အားနဲ့သဘောကျသွားပြီးတော့ဓမ္မနတ်စာကိုခေါပုတ်လေးကိုတကြားအစာကိုထငိမ့်ပြီးကြိုပြီးတော့တူစားတာပေါ့နော်အရန်အစာကောင်းတယ်ကဲဒီနေ့ရဲ့မနတ်စာလေးကတော့အမြိုင်ကလောကနေပြန်လာပြီးတော့ဝယ်လာတဲ့ထဲအမှဒီခေါပုတ်လေးကိုကြော်ပြီးတော့ကော်ဖီလေးနဲ့တွဲစားပြစ်တာပေါ့နော် ကက်တီနေတော့ကားတော့ပါပဲရှင်။အဲနောက်ဘက်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုဟင်းလေးလေးဆက်စားပြမလဲ။ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်။ Night view လေးကိုအဆုံးထိကြည့်ပေးကြရအောင်လေ။ကျေးဇူးအများကြီးတရှိပါရဲ့ရှင်။